ယူနိုက်တက်ရဲ့စိတ်လုံရှားပွဲရာခေါ်ယူမှုဖြစ်စေမဲ့ကစားမ2ယောက်ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာကျော်ရဲ့ရွှေစပေါ့နျူးစ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့ဂန်ရီတိုင်းစိတ်ကစားမဟောင်းကြီးတယောက်ဖြစ်တဲ့ရိုင်းကစ်ကတော့သူ့ရဲ့တင်းအောင်နေလဲလာမဲ့ရာသီမှာဘောလုံးအသင်းသင်းစားလောက်ထိကစားမသစ်တွေလိုအပ်လိမ့်မယ်ဆိုပြီးယုံကြည်နေတာဖြစ်ပါတယ်တကယ်လည်းမန်ချက်စတာယူနိုက်တက်တင်ရနေရာတော်များများအတွက်ကစားမသင်းအားဖြည့်တင်းမှုတွေမှာဖြစ်နေပြုလုပ်သွားဖို့လိုအပ်နေကြတာဖြစ်ပြီးလက်ရှိအသင်းရဲ့ရလက်ပိုင်းတွေကအားရစရာမရှိတော့အားလုံးလဲမြင်တွေ့ထားမှာပါ မန်ချက်စတာယူနိုက်တက်အသင်းဟာယူရိုပါလိမှာရလဒ်တွေကောင်းနေခဲ့ပေမယ့်ပရီးမီးယားလိမှာတော်တော်လေးကိုပြောစရာဖြစ်နေကြတာဖြစ်ပြီးတော့ရစရာမရှိအောင်ကိုရလဒ်တွေကစိုးဝါနေခဲ့ပါတယ်။အသင်းအတိုင်းစပိုင်းအားနည်းမှုတွေခံစပိုင်းအမှားတွေပြင်ဂိုးသမားဖြစ်တဲ့အွန်နာနာလည်းကန်တိုင်းဝင်သွင်းတိုင်းခွင့်ပြုပေးနေကြရသူဖြစ်နေခဲ့တဲ့အတွက်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရလဒ်တွေကပြောစရာတစ်ခုလိုဖြစ်နေခဲ့ပါတယ်။လက်ရှိချိန်မှာတော့မန်ချက်စတာယူနိုက်တက်အသင်းဟာကစားမတော်များများနဲ့တရင်တွေဇက်တိုက်ဆိုးဆိုးလို့ထွက်ပေါ်နေကြတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်တွေကတိုင်းစပိုင်းအတွက်လီယန်ဒီလက်ကိုမျက်စိကျနေခဲ့သူဟူသင်းရဲ့ဘရာဇီးစတားတယောက်ဖြစ်တဲ့မာတီးယပ်စ်ကွန်ညာကိုလည်းစိတ်ဝင်စားနေကြတာပါ။ ကိုယ်မနေရာမှာဆိုရင်လည်းဒိုနာရန်မှာနောက်ကလူနာတွေဂျိုနသန်တာချို့ပြင်ကွင်းလယ်ပိုင်းအတွက်အက်လန်နာတင်းရဲ့ကစားမဖြစ်တဲ့အီဒါဆန်ကိုလည်းခေါ်ယူသွားဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ပြောရရင် United တို့ခေါ်ယူခြင်းနဲ့ကစားမတွေကအများကြီးလို့ဆိုရမှာဖြစ်ပြီးတော့ပြတ်မှတ်ထားစိတ်ဝင်စားနေဆိုရင်ကစားမတွေကဘောလုံးအသင်းသင်းစာမကလောက်ဘူးလို့ဆိုရမှာပါ။လိုချင်တဲ့ကစားမတွေများတဲ့လောက်အသင်းပိုင်ရှင်တွေလည်းကစီနဲနေခဲ့ကြတာဖြစ်ပြီးခုဆိုရင် Europa League Final သွားဖို့အတွက်ဝန်ထမ်းတွေကိုလက်မှတ်ဖို့ပေးသွားမှာမဟုတ်ဘူးဆိုရင်တရင်ကလည်းထွက်ပေါ်လို့လာခဲ့ပါတယ်။စာတင်ရက်ကလေးလက်ထက်မှာ United အသင်းအသုံးစရိတ်တွေရှော့ချနေကြတော့မြေတွေထားခဲ့တာဖြစ်ပြီး အဲ့လိုအသင်းဝင်တိုင်းတွေကို final သွားမယ်လက်မှတ်ဖို့ပေးသွားမှာမဟုတ်တဲ့အတွက်နီးပြားဖြစ်တဲ့ Ruben Amorim ကပဲ site ထုတ်ပြီးတော့ပေးသွားဖို့ရှိတယ်လို့သိရပါတယ်အဲ့လို final ကိုသွားဖို့လက်မှတ်ဖို့ထုံမပေးခြင်းနဲ့အသင်းပိုင်ရှင်နဲ့အသင်းဘက်ကလိုအပ်နေတဲ့ဈာမဖြည့်တင်းမှုတွေဘယ်လိုမျိုးဆက်ပြီးတော့ဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါအဲ့လို United အသင်းရဲ့ဈာမခုံယူသွားမယ်ကိစ္စနဲ့ပတ်သက်ပြီးတော့အသင်းရဲ့ gun win တူဖြစ်တဲ့ Ryan Giggs ကတော့ဒီနွေရာသီမှာ Leon Delap နဲ့ Matthias Cunha တို့ခုံယူနိုင်စိတ်လို့ရှားစရာစတင်မှုဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောဆိုသွားပါတယ် Manchester United ကလာမယ့်၈ရက်တွင်းအဓိကဥရောပဖလားတစ်လုံးရရှိနိုင်တဲ့အခွင့်အရေး ရှိနေပေမဲ့လည်းနောက်24 25ရာသီကတော့စိတ်ပြက်ဖွယ်ရာဖျက်တမ်းနေရတာဖြစ်ပါတယ်။အမရိတရားဝက်ဆိုင်းကိုပြီးခဲ့တဲ့ပတ်မှာဒီရာသီရဲ့ကိုးဝဲမြောက်အိမ်ကွင်းရှုံးဝဲပြစ်ရှုံးနေခဲ့ရပြီးတော့မှတ်ပေးစရာအဆင်ဆက်ချောင်းနေရာမှာရတည်နေခဲ့ကြတာပါ။ဒီရာသီပရီးမီးယားလိမှာအေဗာတန်နဲ့တခြားတန်းစင်းအသင်း3တင်းသာမန်ချက်စတာယူနိုက်တက်ထက်တွင်းကိုနှဲပါနေခဲ့တာဖြစ်ပြီးဒီနေရာဒီမှာတိုက်ရှင်မှုဦးစားပေးရှာဖွေသွားမှာဖြစ်ပါတယ်။အစ်စ်တောင်းအသင်းတန်းစင်းခဲ့တဲ့နောက်လီယန်ဒီလပ်ကိုပေါင်းတန်း30လောက်နဲ့ခွေလို့ရနိုင်တဲ့အခြေအနေရှိနေပြီးတော့ကိုညာကိုလည်းခွေဖို့ပြောဆိုဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ လီယန်ဒီလက်နဲ့မာသီးယက်စ်ကော်ညာတို့ကိုခေါ်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရိုင်ကစ်ကသူတို့နှစ်ယောက်ကသာရမယ်ဆိုရင်အဲ့ဒါတိုးတက်မှုဖြစ်လာပါလိမ့်မယ်ဂျိန်းဒီပေါက်ပါပဲသူတို့နှစ်ယောက်စလုံးကပရီးမီယာလိမှာအတွေ့အကြုံရှိတာကကြီးမားတဲ့အပေါင်းလက္ခဏာပါယူနိုက်တက်ပြည်တွင်းခြေစွမ်းလည်းကောင်းသေးတော့ကောင်းတယ်ဆိုရဲအနီးနားတော်ရှိနေပါဘူးအဲ့တော့သူတို့ကအဲ့ဒါကိုလုံနိုင်တယ်ဆိုတာတက်တည်ပြထားပြီးသားပါဂိုးတွေသွေးနိုင်တယ်ဆိုတာကိုပေါ့ခင်ဗျာရာသီယိုဝင်လန်းကထဲမှာရှိနေတဲ့အချိန်ပိုကောင်းတဲ့ဈာမတွေဝင်လာတဲ့ခါမှာပရိသတ်တွေကိုယ်တွေမကပဲဈာမတွေပါစိတ်ဓာတ်မြင့်တင်ပေးနိုင်မှာပါအဲ့တော့ခင်ဗျာသူတို့နှစ်ယောက်လို့ဈာမဝင်လာတာမြင်ရရင်ခင်ဗျာလေးစိတ်လုံရှားမိမှာပါ ။ဘာလို့လဲဆိုတော့အဲ့ဒါကဒိုးတက်မှုဖြစ်ပြီးတော့သူတို့ကကစားမကောင်းနေမဟုတ်လို့ပါဆိုပြီးပြောသွားခဲ့ပါလေ။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။